ဒီကနေ့ဂျွန်လ23ရက်နေ့မှာရရှိထားတဲ့ငလျင်နောက်ဆက်တဲ့သတင်းတွေတခြားထူးခြားသတင်းတွေကိုပြောပြပေးဖို့အတွက်သတင်းရယူတင်ဆက်နေတဲ့ DVV သတင်းတောက်မဝွေဝေကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။မင်္ဂလာပါမဝွေဝေငလျင်နောက်ဆက်တဲ့သတင်းပတ်သက်ပြီးတော့ဗောနော်ဘာရှိအောင်မလဲ။ ဟုတ်ကဲ့ပါအခုဆိုရင်ဒီအင်အားပြင်းငလျင်လှုပ်ခတ်ပြီးတာပေါ့နော်နှစ်လနဲ့23ရက်ကြာတဲ့ဒီကနေ့ဇွန်လ23ရက်နေ့မှာဆိုလို့ရှိရင်ဒီမန္တလေး Sky Villa ကွန်ဒိုကနေပြီးတော့ရုပ်လောင်လေးလောင်အာထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်အခုဆိုလို့ရှိရင်ဒီ Sky Villa ကွန်ဒိုကနေပြီးတော့ပဲရှာဖွေတွေ့ရှိခဲ့တဲ့ရုပ်လောင်ပေါင်းဟာ130ကျော်လာပြီဖြစ်ပါတယ်အခုဆိုရင်ပေါ့နော်ဒီကနေ့ဆိုလို့ရှိရင်ငလျင်လှုပ်ခတ်ပြီးတာ3လနီးပါးလောက်ရှိလာပြီပေါ့နော်ဒါပေမဲ့ငလျင်ကြောင့်ပြိုကျခဲ့ရတဲ့အဆောက်အအုံတွေကိုအခုချိန်ထိအဲကယ်ဆယ်ရေးတွေရှာဖွေရေးတွေရှင်းလင်းရေး းတွေကလုံဆောင်နေရဆဲဖြစ်တယ်ဒါတွေကိုလည်းဒီကိုထူကိုထဒေတာဒေတာရင်းဒီအရက်ဖက်အဖွဲတွေကပဲလုံဆောင်နေခဲ့တာဗောနော်အဲဒါအပြင်ဒီလိုမျိုး Sky Villa လိုမျိုးဟိုကွန်ဒိုကနေပြီးတော့တည်ဆုံမှုများပြခဲ့ရတဲ့ရုပ်လောင်းတွေကိုလည်းဒီ၃လကြာတဲ့အထိကိုအခုချိန်ထိရှောက်ဖွေရေးလုံဆောင်နေရဆဲဖြစ်တယ်လို့လည်းသိရပါဗျာနောက်ထပ်ကထူးခြားသတင်းတွေရှိအောင်မလား ဟုတ်ကဲ့ပါတခြားထူးခြားသတင်းအနေနဲ့ဆိုလို့ရှိရင်တော့စီးပွားရေးသတင်းကိုပြပြချင်ပါတယ်အဲ့ဒီအင်အားပြည့်ငလျင်ကြောင်းပေါ့နော်မြန်မာနိုင်ငံရဲ့စီးပွားရေးတွေနောက်ကုန်ထုတ်လုပ်မှုတွေကအများကြီးကျဆင်းခဲ့တဲ့အတွက်ကြောင့်အခု2025 2026ဘဏ္ဍာနှစ်မှာပေါ့နော်စုစုပေါင်းပြည်တွင်းသတင်းထုတ်လုပ်မှုတန်ဖိုး GDP ဟာဆိုလို့ရှိရင်1.5ရာခိုင်နှုန်းလောက်ထိကျဆင်းသွားမယ်လို့ကမ္ဘာဘဏ်ကခန့်မှန်းထားပါတယ်ဒါကိုတော့မနေ့ကထုတ်ပြန်ခဲ့တဲ့စီးပွားရေးအစီရင်ခံစာအစ်စ်မှာဖော်ပြခဲ့တာပေါ့နော်ဒီအာဏာသိမ်းပြီးခေတ်ကဖြစ်ပွားခဲ့တဲ့ဒီပရိပခါတွေနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ပေါ့နော်ဒီစီးပွားရေးအကောင့် ှုတွေကတဖြည်းဖြည်းကျဆင်းရိုင်းနေနေပြီးတော့အခုဆိုလို့ရှိရင်ငလင်ကြောင့်လည်းထပ်မံအထိနာခဲ့ရတာပါအာကိုဗစ် -19 မတိုင်ခင်ကာလတွေနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ဒီစီးပွားရေးအခြေအနေက73ရာခိုင်နှုန်းအောက်ကိုထပ်မံကျဆင်းသွားမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားတာပါအခုဆိုဒီငလင်ကြောင့်ကုန်စည်နှုန်းတွေကလည်းအစမတန်မြင့်တက်နေတယ်ငွေကြေးဖောင်းပွားမှုအားဆိုလို့ရှိရင်34သတ္တမ100ရာခိုင်နှုန်းထိရှိနေပါတယ်2024မှာဆိုလို့ရှိရင်ဒီ33ရာခိုင်နှုန်းလောက်ထိရှိခဲ့တဲ့ဈေးမွေးတင်မှုအားဆိုလို့ရှိရင်လည်းထပ်ပြီးတော့1သတ္တမ600ရာခိုင်နှုန်းလောက် ောင်းထိမြင့်တက်သွားမယ်လို့ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းထုတ်ပြန်ထားတဲ့အစိုးရခန်းစားအရသိရပါဗျ။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်။ဒါကတော့ဂျွန်လ13ရက်နေ့အထိကိုငလျင်နောက်ဆက်တဲ့ update သတင်းတွေကိုတင်ပြပေးခဲ့တာပါ။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးသွားပါအောင်မရှင်။